မေလ12ရက်နေ့ကစစ်ကောင်စီကဒီပင်းမြို့နယ်အိုးတိတ်တွင်ကျေးရွာကိုလေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ DVB နဲ့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေကရုပ်တံဖိုင်တွေတပ်ပုံတွေနဲ့တကွဒေတာခန့်တွေကိုမေးမြန်းပြီးသတင်းဖော်ပြခဲ့ပါတယ်။ဒီလိုသတင်းဖော်ပြခဲ့ရမှာ စာဖတ်သူတွေကကွန်မန့်တွေနဲ့သူတို့ရဲ့အမြင်တွေကိုမျှဝေပြောဆိုမှုတွေလည်းရှိခဲ့ကြပါတယ်။ဒီလိုကွန်မန့်ပေးပြောဆိုကြသူတွေထဲမှာ တပိုင်းမြို့နယ်အိုးတိန်တွင်ကျေးရွာတိုက်ခိုက်ခံရပြီးကျောင်းသူကျောင်းသားတွေတေဆုံးခဲ့ရတာနဲ့ပတ်သက်လို့ဒါဟာကျောင်းဖွင့်ချိန်မှာမဟုတ်ဘူးကျောင်းထဲမှာ PDF တွေလက်လုံဘုံလုတ်တာအဆောက်အုံတွေကကျေမွမတော်ဘူးလက်လုံမိုင်းလားလေရင်ဘုံလားစသလိုအတိတ်ပဲစင်တူတဲ့မှတ်ချက်တွေလည်းအများပြားထွက်ပေါ်လာခဲ့ပါတယ်ဒီလိုမှတ်ချက်တွေရေးသားတဲ့အကောင့်တွေကိုစစ်ဆေးကြည့်တဲ့အခါမှာ အကောင့်တွေဟာရုပ်အမှန်မတင်တဲ့အကောင့်တူတွေ profile လော့ချထားတဲ့အကောင့်တွေနဲ့စက်ကောင်စီကိုထောက်ခံရေးသားတဲ့အကောင့်တွေဖြစ်နေတာကိုစစ်ဆေးတွေ့ရှိရပါတယ်။ဒီလိုရေးသားမှုတွေနဲ့ပတ်သက်လို့အိုတိန်ရင်းကျေးရွာစာတင်ကြောင်းဘုံကျဲတိုက်ခိုက်ခံရမှုဖြစ်စဉ်ကနေစပြီးပို့ပြီးကြကြပြန့်ပြန့်တွေ့မြင်ရတယ်လို့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။အိုတိန်ရင်းကျေးရွာဖြစ်စဉ်မှာတွေမကပဲစစ်ပေးဆောင်စခန်းတွေတိုက်ခိုက်ခံရလို့သတင်းတင်ဆက်မှုတွေမှာလည်း စစ်ပေးရှောင်စခန်းမရှိဘူး PDF စခန်းပဲ PDF တွေနားရှောင်လို့ထီတာဆိုတာမျိုးတွေ ਨੇ ကွန်မန့်ရေးသားမှုတွေရှိနေပြီဒီလိုရေးသားတဲ့အကောင့်တွေထဲကအကောင့်တချို့ကိုကြာပန်းစစ်ဆေးကြည့်တဲ့အခါမှာလဲအကောင့်ထုတွေ ਨੇ profile လော့ချထားတဲ့အကောင့်တွေသာဖြစ်နေတာပါ DB fact check ကစစ်ဆေးမှုတွေအရ Facebook account တွေဟာသတင်းဌာနတွေရဲ့အောက်မှာရေးသားမှုတွေဟာစစ်ကောင်စီရဲ့တိုက်ခတ်ပစ်ခတ်မှု လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေကိုထိခိုက်ဒိဆုံးခဲ့ရတဲ့သတင်းတွေအောက်မှာဝါရဖြစ်တဲ့ comment တွေကိုအဓိကရေးသားနေတာဖြစ်ပြီးရေးသားသူအများစုဟာလည်းအကောင့်စစ်နဲ့ရေးသားသူရှာပါပြီးအကောင့်တူတွေ profile လော့ချထားတဲ့စစ်ကောင်စီထောက်ခံသူတွေရဲ့အကောင့်တွေသာဖြစ်နေပါဗျ။ဒီလိုစက်ကောင်စီရဲ့ကျူးလွန်မှုတွေကိုကာကွယ်ဖို့အကောင့်တို့တွေနဲ့ဝါရဖြန့်လှုပ်ဆောင်တာတွေကြဲပြန့်လာတာနဲ့ပတ်သက်ပြီး DVB မှာလည်းသတင်းတင်ဆက်ထားပါသေးတယ်။ ဖြန့်ဝေလျက်စစ်ကောင်စီကျူးလွန်နေတဲ့လူခွင့်ရေးချိုးဖောက်မှုတွေစစ်ရာဇဝတ်မှုတွေကိုဖုံးကွယ်ဖို့အတွက်စစ်တပ်ရဲ့ဝါရပြန့်လော်ဘီတွေကတရင်မာတွေဖြန့်ဝေနေတာကိုအုပ်စုလိုက်ပူးပေါင်းလှုပ်ဆောင်နေကြောင်းစောင့်ကြည့်ရဲ့ရပ်ဘက်ဖွဲ့တွေရဲ့လိလာတွေ့ရှိချက်တွေရသိရပါတယ်စစ်တပ်ရဲ့တရင်မာဖြန့်ချီတာကအာနာသိန်းစာကလေးကစနစ်တကျပြုလုပ်နေကြတာဖြစ်ပေမဲ့အခုနောက်ပိုင်းဆိုရှယ်မီဒီယာအသုံးပြုသူတွေကိုဖန်ဆီးထောင်ချတာတွေကြောင့်စစ်တပ်လော်ဘီတွေရဲ့တရင်မာဖြန့်ချီမှုကပုံမှန်ထင်တာလာတာဖြစ်ကြောင်း ။သတင်းအချက်အလက်စစ်ဆေးဖော်ထုတ်နေတဲ့ The Red Flag အဖွဲ့ကသူတည်တီတယောက်ကပြောပါရယ်။ပြီးခဲ့တဲ့မေလ12ရက်ကစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ပါလေ။စစ်ကောင်စီဝါဒဖြန့်သတင်းချန်နယ်တွေကပုံကျဲတိုက်ခိုက်ခဲ့တာမဟုတ်ကြောင်းညှင်းဆိုနေပေမဲ့လည်းတစ်ဖက်မှာတော့စစ်ကောင်စီဝါဒဖြန့်လော်ဘီအကောင့်တွေကတော့လန်ထကင်တပ်ဖွဲ့တွေရှိလို့ပုံကျဲချခဲ့တာလို့ပြည်သားဖြန့်ဝေနေကြတာပါ။ဒီဖြစ်စဉ်မှာလည်းစစ်တပ်ရဲ့ပြောဆိုချက်တွေကကွဲလွဲနေပြီး မြေပြင်ကတွေ့ရှိရချက်တွေကသတင်းမှာဖော်ပြချက်တွေနဲ့ကိုက်ညီနေကြောင်းကိုလူခွင့်ရေးကိစ္စတွေမှတ်တမ်းတင်နေတဲ့45 rise ကမြမလူခွင့်ရေးဆိုင်ရာစုံစမ်းစစ်ဆေးရေးတာဝန်ခံမချင်ဆန်းကလည်းပြောပါရယ်ဒီလိုစစ်ကောင်စီ lobby တွေရဲ့ဝါရဖြန့်မှုဟာ Telegram channel တွေမှာမကဘဲ Facebook ပေါ်ကိုပြန်လည်ရောက်ရှိလာမှုတွေဟာ Facebook ရဲ့ဝါရဖြန့်အပြောင်းလဲတွေနဲ့လည်းဆက်ဆက်မှုရှိနေပါသေးတယ်။ Facebook ဟာ fact checking လို့ခေါ်တဲ့အချက်အလက်တွေထိမ့်သိမ်းမှုဆိုင်ရာ မူဝါဒကိုပါပြောင်းလဲပြီး communication note နဲ့အစားထိုးမယ်လို့2025ခုနှစ် match လအတွင်းက Facebook တီထောင်သူ Matt Zuckerberg ကကြေညာခဲ့ပါတယ်။ဒီလိုကြေညာပြီးနောက်ပိုင်းမှာစစ်ကောင်စီ lobby တွေဟာ Facebook မှာနေရာရဖို့အတွက်ပြန်လည်ကြိုးပမ်းလာခဲ့တာဖြစ်ပြီးလက်ရှိအချိန်မှာတော့ account တွေနဲ့ comment ရေးတာပြီးဝါရဖြစ်တဲ့နီလန်ကိုထပ်မံလှုပ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် Facebook သုံးဆွဲသူတွေအနေနဲ့ social media ပေါ်မှာ post တင်ဖြန့်ဝေတဲ့ဝါရဖြန့်သတင်းအမှားတွေဒါမကပဲသတင်းမီဒီယာတွေအောက်မှာဝင်ရောက်ရေးသားနေတဲ့ account တွေ profile ဝင်ကြည့်မရအောင်လှုပ်ဆောင်ထားတဲ့ account တွေနဲ့စစ်ကောင်စီထောက်ခံရေးသားသူတွေရဲ့ဝါရဖြန့် comment အနေကိုပါသတိထားကြဖို့နှိုးဆော်လိုက်ပါတယ်